အင်္ဂါသားသမီးစင်များအားလုံးမင်္ဂလာပါအင်္ဂါသားသမီးတို့အတွက်ကိုအသက်ပိုင်းချလိုက်ပေါ့နော်အကောင်းလောကရန်လေးနော်အစီးပွားတက်ဒါတို့နော်အိုးအိုးပိုင်ပိုင်ရမယ့်နှစ်ဒီထီထီဆွေးပေါက်တဲ့နှစ်ဒီနော်အကောင်းလောကရန်လေးကြောက်တဲ့လေးနှစ်ကိုကျွန်တော်လည်းပြောပြပေးမှာဖြစ်ပါတယ်အကောင်းလောကရန်ရှိတယ်အဆိုးလောကရန်ရှိတယ်လောကရန်ရှိပါမှာအကောင်းလေးနှစ်ရှိတယ်အဆိုးလေးနှစ်ရှိတယ်ပထမဆုံးသွားအဆိုးလေးနှစ်ကတော့ထားလိုက်အကောင်းနှစ်တွေကိုကျွန်တော်လည်းပြောပြပေးမှာဖြစ်ပါတယ်အင်္ဂါသားသမီးတို့အတွက် ဘဝအစ်စ်ပြန်ဆကျန်ခဲ့တဲ့နေ့တွေဘလောက်ပင်းကျန်းအညံ့နော်ဘဝအစ်စ်ပြန်ဆရတဲ့နေ့တွေအကောင်းတွေကောင်းရိုးချမ်းသာဒုက္ခတွေကောင်းကျိုးမင်္ဂလာတွေရရှိမဲ့ဆပြီးတော့ရရှိမဲ့နှစ်ကအသက်ပိုင်းခြားတော့အသက်73နှစ်21နှစ်29 39 53 67 69 89 85 63อันนี้နှစ်တွေကအင်္ဂါသာသွေးနေတာစိတ်တည်လူတည်ဘဝတည်နေလုပ်ငန်းတွေပြန်ဆတင်ရတယ်လေဆပြီးကောင်းလာမယ်နဲ့ ့တော့အဲ့လိုရောင်းတဲ့ရောက်တဲ့စကောင်းလာပြီဆိုရင်တစ်ချက်တည်းထားရတာအဲရောင်းတဲ့ရောက်ကဒီလောကနဲ့ရှင်းပါမှာဆိုရင်အိမ်တော်ရေးကိစ္စလူမှုရေးကိစ္စအရှုပ်ထွေးဖြစ်တတ်တယ်အဲ့တော့မိမကိစ္စတွေရှောင်ရှားတင်တယ်အဲ့လိုဒီသပိုင်းချောက်ရောက်ကြောက်ရောက်နေအထူးရှောင်ရှားတင်တယ်ရှောင်ရှားရတယ်ဆိုရင်စီးပွားတွေတက်မယ်ရှေ့လာမယ်နေပါလုပ်ငန်းတွေအောင်မလာမယ်အဲ့လိုမရှောင်မရှောင်နိုင်ဘူးဆိုရင်အဲ့ဒီပိတ်တာမျိုးကြီးစီးပွားရေးတွေထင်တဲ့လောက်မကောင်းတာမျိုးကြီးကြုံတွေ့တတ်ပါတယ်အဲ့လိုနေတဲ့ရောက်လာငွေတွေဝင်လာတတ်တယ်နော်ဆုံးပြီလို့ထင်ထားတဲ့ငွေတွေပြန်ရလာတတ်တယ် ကိုယ်လုပ်ငန်းလုပ်ဖို့ဆိုပြီးတော့မိတ်ဆွေပေါင်းသင်းတွေကငွေတွေပါတယ်ထုတ်ပေးလာတတ်တယ်မိမိအိမ်ကလည်းပတ်စံတွေပါတယ်ထုတ်ပေးလာတတ်တယ်အဲ့တော့ကိုယ်လူအများမလေးမလေးမသားဖြစ်နေတဲ့တွေတောင်မှပြန်ပြီးတော့လေးစားလာတတ်တယ်လူအများရဲ့လေးစားချစ်ခင်မှုတွေရရှိတတ်တယ်အဲ့တော့စုပ်ကောလက်ကောဝင်တတ်တယ်အသက်ပိုင်းခြားနှစ်ဖြစ်ပါတယ်အဲ့တော့ကားပိုင်မရှိသေးဘူးတဲ့သူစင်ကားပိုင်တွေကရတတ်တယ်အဲ့တော့ပရမရတဲ့ကားတော့မကြာခဏပြတ်တတ်တယ်နော်အဲ့ဒီကားပြတ်ပြီး နောက်ရမယ့်ကားကြတော့အကောင်းစီးရတယ်အဲ့တော့ကားဝင်ရင်ပထမဝင်တဲ့ကားအញ្ញံခိုင်ဖြစ်တယ်တဲ့အဲ့တော့ကားရှိပြီးသားသူတွေအတွက်ကြတော့ကားအစ်တတွေပါလေဝင်တတ်တယ်အဲ့ဒီကားမှာဘေးကပွတ်ထားတာမျိုးတွေပွတ်တိုက်တဲ့ဒဏ်ရာမျိုးတွေပါလေဖြစ်ပေါ်တတ်တယ်ပါလာတတ်တယ်ဒါသတိထားမှာဖြစ်ပါလေအဲ့တော့အဲ့လိုနေမျိုးရောက်လာရင်ကိုကစေးမီတို့လေးပေးလိုက်ရင်တော့မှကိုပြောတဲ့အတိုင်းအဲ့ဒီလူကအဲ့စေးမီတို့သုံးဆွဲတဲ့အတွက်သူ့အနေနဲ့ယောဂတွေတက်တာပျောက်ကင်းသွားတတ်တယ်ကိုပြောသမျှဆိုသမျှကြီး ဖြစ်နေတဲ့တည်းအဲ့တော့လက်ကမောင်းခက်လို့ရတယ်နှစ်စပြီးကောင်းတဲ့နှစ်ဖြစ်ပါတယ်ဒါမှမလဲငွေတွေလည်းတစ်ဖက်ကပုံတွေရတာမျိုးတွေဖြစ်တဲ့တည်းငွေမမြဲတာမျိုးတွေလည်းကျုံတွေ့တဲ့တည်းအင်္ဂါသားသမီးတွေအဲ့လိုရာဟုတက်ရောက်တယ်မှာအဲ့တော့ဘဝအစ်ပြန်စားတဲ့နှစ်စပြီးကောင်းတဲ့နှစ်မျိုးဖြစ်ပါတယ်တစ်ချက်တတိထားမှာကရာဟုတက်ရောက်အင်္ဂါသားသမီးတွေအနေနဲ့ကမဟာဗုဒ္ဓကျွင်းအင်္ဂါမြို့ရဲ့မဟာဗုဒ္ဓကရစ်ကိုခုနှစ်နဲ့စားလိုက်လို့တစ်ကျွင်းတဲ့သူတွေတွေ့ကြရင်တရားခိုင်းတော့အကောင်းကြီးရဖို့ ခက်ခဲပါတယ်အညံ့ခိုက်လေးတွေနည်းချင်းဖြစ်တတ်ပါတယ်နောက်တစ်ချက်ကအဲရာဟုတယောက်ထဲမှာပဲအခုပြောတဲ့အသက်ပိုင်းချားမှာပဲမိမိရဲ့နာမည်ကိုအင်္ဂါသားသမီးဆိုရင်လည်းအင်္ဂါအစတောက်ကြာနေနေပေးထားရင်လည်းအညံ့ခိုက်တွေဖြစ်တယ်ဥပမာဇော်ဟိန်းတို့နော်စိုးသိန်းတို့ဇော်ဟိန်းတို့စိုးဟိန်းတို့စစစဉ်းစားနေစပြီးတော့တာဟာနဲ့ဆုံးထားရင်အင်္ဂါတောက်ကြာအတွက်ကနေပြမိတဲ့အတွက်အဲ့ဒီနှစ်တွေမှာစီးပွားရေးကျန်းမာရေးတွေကညက်တက်တယ်နော်ငွေတွေလည်းကုန်တက်တယ်အဲ့ဒီနာမည်ပိုင်ရှင်ကလွဲရင်တော့ ဘာဖို့တိတ်ကျွင်းအင်္ဂါလွဲရင်တော့ကျန်တဲ့အင်္ဂါတွေကဒီတပိုင်းခြားတွေမှာကောင်းကျိုးချမ်းသာဒုက္ခတွေရနိုင်ပါလေအဲ့လိုအញ្ញံခိုက်တွေဖြစ်နေတယ်ဆိုရင်အင်္ဂါသာသမီဒီတပိုင်းခြားမှာပေါ့နော်အញ្ញံခိုက်ပြေပေါ့လို့ရာဟုတက်ရောက်ခဲ့ကြတဲ့ရာကတော့သူကဇေဒီတဆူဆူသွားပြီးတော့ရက်တက်စိတ်လူန်းရတယ်နောက်ဖျားရုပ်ပွားတော့ရုပ်ပွားတော့ရဲ့ရင်ဘတ်တော်မှာရွှေပြားဆန်နဲ့ပြားချပြီးလူရတယ်လောကဝိသူဆိုတဲ့ကုံတော်ကိုအတိတ်တံပတိစိတ်ပေးရမှာဖြစ်ပါတယ်အော်ရွှေဒီနှစ်လက်ကိုဘုရားမှာချက်ချင်းကလှူဒန်းရမယ်အဲ့တော့ ဒီနေ့မျိုးရောက်နေတော့စီးပွားရေးတွေတက်ပြီးတော့လုပ်ငန်းတွေစပြီးတော့ကောင်းလာမှာဖြစ်ပါတယ်။အဲထပ်မံပြီးတော့အင်္ဂါသားသမီးတွေနည်းနည်းကရာဟုတက်ရောက်ကမွေးနံလည်းပြမိတဲ့အတွက်နော်။ချင်းနှစ်တောက်ကြတဲ့ယောက်ကြတော့ပို့ပြီးကောင်းတယ်။မွေးနံဒါတန်းစီမှရှိတယ်။တန်းစီတိုင်ထိတ်ဆိုအင်မတန်မှကောင်းတယ်။တောက်ကြတဲ့ယောက်ကြောက်တဲ့အင်္ဂါသားသမီးတွေစီးပွားတက်မဲ့နှစ်ပေါ့နော်။စီးပွားတက်မဲ့နှစ်ကအသက်16နှစ်22 30 38 46 54 62 80 86အဲ့နှစ်တည်းရတော့အင်္ဂါသားမျိုးတွေအတွက်အရန်ကောင်းတယ်နော်အကောင်းဆုံးနှစ်လို့တော့ပြောလို့ရတယ်အောက်ကြတဲ့ရအဲ့နှစ်တည်းမှာမင်္ဂလာကိစ္စတွေဆောင်ရွက်ရတဲ့တယ်နော်လွတ်လပ်တဲ့အရွယ်ရောက်ပြီးသားသူတွေဆိုရင်အိမ်တော်တွေပါကြတတ်တယ်နော်အဲ့တော့စီးပွားဥစ္စာတွေတိုးတက်လာတတ်တယ်မြေတွေပါတွေဝင်နေရှိတယ်အဲ့တော့ကျေးဇူးရှင်တွေမိဘတွေလည်းပြန်ပြီးတော့ကြည်နိုင်မယ်နှစ်မျိုးနော်အဲ့တော့ငွေတွေလည်းဝင်လာတတ်တယ် စည်းစိမ်ဥစ္စာနဲ့ပြည့်စုံတတ်တဲ့နေ့ထဲမှာပါပါတယ်ဘူးပြတ်မနေအဲ့ဆက်တွေစိမ်တွေတွေဝင်လာတတ်တယ်အထက်လူကြီးတွေဆရာသမားတို့ပုံကူတွေအားကိုကြည်လာတတ်တယ်အဲ့တော့မိကောင်းဆွေကောင်းတွေလည်းရရှိလာတတ်တယ်အဲ့တော့ခยีဝေခยีနီအဲ့လိုနှမျိုးစလုံးဟာပျော်ပျော်ရွှင်ရွှင်နဲ့ကောင်းသောခยีတွေတော့တတ်တယ်ရာထူးတွေတိုးအတိုးကိန်းရှိတယ်နောက်ဆုံးမလို့ဖြစ်နေတဲ့ရွှေတွေငွေတွေပစ္စည်းဥစ္စာတွေပြန်ရတတ်တယ်နော်ဒါပေမဲ့ တစ်ချက်တတိထားမှာအဲတောက်ကြတဲ့ရောက်ထဲမှာအာသုဘရင်သွားလို့မရအောင်နားရီလိုက်ပို့လို့မရအောင်သွားမိရင်တန်းတလုံးခိုင်းလေကိုဘယ်ဘက်လက်နဲ့တတောင်တိုင်းပြီးတော့အဲနောက်မှာနေချိုးရတယ်နောက်နားရီဝယ်လို့မရအောင်နားရီသူများလက်ဆောင်ပေးရင်ယူလို့မရပါဘူးအဲအင်္ဂါသားသမီးတိုင်းကောင်းလာဆိုအဲတက်ပိုင်းချဲမှာ ကြာရောက်နေတဲ့ချွင်းချက်အနေနဲ့ကဘုဒ္ဓဘူးနဲ့စနေနေနဲ့မှဲ့ထားတယ်ရာလာဝါနဲ့စပြီးတော့တတ်ထရနာနဲ့စုံမှဲ့ထားအင်္ဂါတွေကြတော့အញ្ញန့်ခိုက်လေးဖြစ်ပေါ်နေပါတယ်နောက်တစ်ခုက အင်္ဂါသားသမီးတောက်ကြတဲ့အောင်မှာအင်္ဂါသားသမီးသုံးကျွင်းနေနေရလဲအញ្ញန့်ခိုက်လူတွေဖြစ်တတ်တယ်စွန်းသောသားချင်းနဲ့ပတ်သက်တဲ့အញ្ញန့်ခိုက်တွေကျမ်းမာရေးအញ្ញန့်ခိုက်တွေဖြစ်တတ်တယ်လန်ကင်းမှာစိတ်ညစ်စရာလူတွေဖြစ်တတ်တယ်သုံးကျွင်းအင်္ဂါတွေနေနေဂယုဆိုင်တတိထားမှာဖြစ်ပါတယ်နော်တောက်ကြတဲ့အောင်ဒီသုံးကျွင်းတွေအတွက်တဲ့သုံးကျွင်းသုံးကျွင်းတွေအတွက်မဟာဘုသုံးကျွင်းပေါ့နော်မြန်မာမိမိရဲ့မြန်မာမွေးတက်ကလေးကိုခရက်နဲ့စားလို့မဟာဘုသုံးကျွင်းအင်္ဂါတွေအတွက်ကြတော့အញ្ញန့်ခိုက်ဖြစ်တတ်တယ်နာမည်နှိပ်ပြမိတယ်ပုံမှုစနစ်တွေဆိုရင်လည်းအញ្ញန့်ခိုက်ဖြစ်ပေါ်တယ်ပါ အဲ့တော့အဲ့လိုနှမျိုးရောက်လာရင်တော့ဒါရရားအနေနဲ့ဆင်းရဲနွမ်းပါတဲ့တူခီးစိတ်ထောက်ပံ့အောင်ဖြစ်ပါတယ်မြမပြီးအနတ်ဖျားဆုံးဖူးတင်ပါတယ်ရရားအနေနဲ့အောင်ကြတာပရိနေတိုင်းမုတ်စိမ်းပေါင်း၃ပုံဖျားမှလူရမယ်အောင်တိမထဲ့တင်ပါဘူးအဲ့ငါအနေတိုင်းစီထမင်း၅ပွဲလူတန်းအောင်ဖြစ်ပါတယ်အဲ့ဒီခါမှလည်းလူတန်းတဲ့ခါမှအောင်တိမထဲ့တင်ပါအထမဘူအင်္ဂါသားသမီးအနေနဲ့ကအိုးပိုင်ပိုင်နေရမယ်နှစ်နော်အိမ်တော်ကြတဲ့နှစ်မင်္ဂလာကိစ္စအလှူကိစ္စမင်္ဂလာကိစ္စတွေပေါပေါက်တက်တဲ့နှစ်ကတော့ အသက်59နဲ့23 33 39 49 55 63 87 89 90အိုက်နှစ်တွေကတနည်းလို့တက်ရောက်ဖြစ်တဲ့အတွက်အိုးပိုင်ပိုင်နေရတဲ့အိုးတဲ့အိမ်တွေဝင်တဲ့သူတို့အိမ်ပြင်ရတဲ့အိမ်ကိုမိုးမှန်ရတဲ့နော်မင်္ဂလာကိစ္စတွေပေါ်ပေါက်တဲ့ဖျားဘူးထွက်ရတာမျိုးတွေအလူတန်းခီးတွေသွားရတဲ့ရဝေးခီးတွေငနေကြခီးတွေသွားရတာမျိုးတွေကြုံတွေ့တဲ့ ဲ့တော့အဲ့ဒီနေ့ထဲမှာတနေ့ဦးလေးတက်ရောက်ရဲ့တဘောကတော့တခိုးခိုးခံရတယ်တဲ့လူလုံးတွေကလူထင်ကြီးပြီးတော့အဲ့ဒီနေ့မှာကိုကစီးပွားတက်တယ်လုပ်ငန်းတွေအဆင်ပြေတာလို့လူထင်ကြီးပြီးတော့တခိုးခိုးခံရတတ်တယ်နှစ်မျိုးဖြစ်ပါတယ်အဲ့တော့ဒီနေ့တည်းမှာအဲ့လိုနေ့တည်းမှာသူများလာအထာနဲ့ပစ္စည်းဟောင်းအဟောင်းလို့နော်အဖိုးမတန်တဲ့ကြောက်မြက်ရနာတွေကိုလက်မခံသင့်ဘူးနော်လက်ခံလိုက်ရင်လက်ပိတ်သွားတတ်ပါတယ်အလုတ်ကင်လေးကောင်းလာမှာတို့တော့အတိုက်ခံလေးတွေတော့ရှိမယ်နော်ကိုယ်အထက်လူကြီးအထင်လွဲတာမျိုးဆရာသမားအထင်လွဲတာမျိုးတွေဖြစ်တတ်တယ် အဲ့ဒီတောက်ဒီတနေဦးလေးတက်ရောက်ထဲမှာပေါ့နော်မုတ်ဆိုးမှာဧည့်တယ်လက်ခံတော့မရအောင်အများကြီးနဲ့လက်ခံရင်အမှုဖြစ်တတ်တယ်နော်အဲ့ဒီတနေဦးလေးတက်ရောက်မှာတသာပရိယာပြမိနေတဲ့အတွက်အဲ့တော့ဘုရားဆင်းမှုတော်တို့ဓာတ်တော်တို့ညာနာပုံတော်တို့ကြွလာတတ်တယ်ဒါဆိုရင်နော်ကောင်းပါတယ်အဲ့တော့ကိုမိတ်ဆွေတွေနဲ့မိတ်ပြက်စရာတွေပါလေပေါ်ပေါက်တတ်တယ်ဒီတနေဦးလေးတက်ရောက်ပေါ့နော်အင်္ဂါသားသမီးတွေနဲ့အဲ့တော့ငွေတွေဝင်မယ်ထွက်ထားရတယ်ပြောင်းဝတ်တတ်တယ် အကြီးကဲတွေကိုညီမသားတွေမျိုးတွေဖြစ်တတ်တယ်ဒါပေမဲ့အင်္ဂါသားသမီးအနေနဲ့ကအသက်39နဲ့55မှာတော့အနေငယ်ညံ့တယ်အဲ့တပ်ပိုင်းချာကြက်ရောက်နေတယ်အင်္ဂါသားသမီး39နဲ့55အဲ့တော့ hydro percent ထင်းတလောက်အပြည့်ဝမကောင်းဘူးဆိုလိုရင်းဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီး39ရဲ့55ရဲ့ကြက်ရောက်နေအညံ့ခိုက်ဖြစ်ပေါ်နေကြတယ်ဆိုလို့ရှိရင်တနေ့ကနေညက်နေ3နာရီလောက်မှာရွက်လာလေးညွန့်ရေသန့်6ခွက်အိမ်ဖျားမှာပဲလှူပြီးတော့ကိုအညံ့ခိုက်တွေပြေပြောင်းဖို့အတွက်လေးလေးနဲ့ဆူတောင်းအောင်မှာဖြစ်ပါတယ် အဲ့လိုပြုတ်လို့မှဆိုရင်ကိုယ်မှာဖြစ်ပေါ်နေအញ្ញန့်ခိုက်ပြီးပြပြောက်တော့မှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီဒီတဲ့မှာကျန်တဲ့အသက်ပိုင်းခြားကြောက်နေတဲ့သူတွေကတော့တကူဩဇာတွေမြင်မာလာမယ်ဂုံတရင်တွေလည်းကြော်စောလာမှာဖြစ်ပါတယ်နောက်လုပ်ငန်းတွေတိုးတာမျိုးတွေရာလုံးတိုးတာမျိုးတွေဖြစ်တတ်တယ်အဲ့ဒီထဲကြာရောက်လာရင်သတိထားမှာအပူလောင်တာတော့ရလွေးပူတို့မီးပူတို့လျှက်ဆစ်ပူတို့သတိထားမှာဖြစ်ပါတယ်ခြေထောက်မြက်တာတို့နာတာတို့ဖြစ်တတ်ပါတယ်အဲ့တော့မိတ်ဆွေအပေါင်းကိုယ်နေမိမိနေလည်းရော အိုးပိုင်ပိုင်မရှိသေးရင်ဒီလိုနှစ်မျိုးမှာတနည်းတော့တရားထဲမှာအိုးပိုင်ပိုင်ရတယ်ပါဒါပေမဲ့ကုသတိထားမှာတနည်းတော့တရားထဲမှာအင်္ဂါသာသမီတွေနေနေကစတာပရိနံအစတနည်းတော့လို့ဆုံးတနည်းတော့လို့စကစတာပရိဆုံးနာမည်ပိုင်ရှင်တွေရတော့ကောင်းကျိုးဒီအပြည့်ဝရရှိဖို့ခက်ခဲပါလိမ့်မယ်နောက်တစ်ခုကငါးကျွင်းအင်္ဂါပေါ့နော်ဘာလို့မိမိမြန်မာဘူးတက်ကလေးခွင့်မဲ့စားလိုက်လို့ငါးကျွင်းနေဆိုရင်လည်းအញ្ញခိုက်တွေဖြစ်ပေါ်တယ်ပါအဲ့လိုညခိုက်ဖြစ်ပေါ်လေဆိုရင်တနင်္ဂနွေနေ့မှာဇေဒီတဆူဆူသွားပြီးတော့တနင်္ဂနွေထောက် တရွေတောင်မှာမီးပူဇော်ရမှာဖြစ်ပါတယ်မီးတက်စီဖျောင်းနိုင်တက်စီပူဇော်ရမှာဖြစ်ပါတယ်ဖျောင်းနိုင်တက်စီလေးရတယ်စီမီးတက်စီလေးရတယ်နောက်မကြာခဏအတိတ်တံပြပြီးတော့တက်တက်လို့စားရမှာဖြစ်ပါတယ်ဘုံဘူးနေတိုင်းရှောက်တီးတုတ်ဖျားမှာဆောတော်ကက်ရမှာဖြစ်ပါတယ်နောက်ဘဲသားနဲ့အုံလုံးနဲ့ချက်ပြီးတော့လေးစင်ကြိုင်းနဲ့ချက်ပြီးတော့ဖုံးကြောင်ဆွန့်ပို့ရမှာဖြစ်ပါတယ်တနင်းဦးနေ့နေ့မှာပို့ရမှာဖြစ်ပါတယ်ဟုတ်တယ်မှာပြီးတော့အင်္ဂါသားသမီးတွေအကောင်းဆုံးနေပေါ့နော်ထီပေါက်မယ်နေငွေတွေထီပေါက်တာလို့ချဲပေါက်တာလို့အမွေရတာလို့ငွေတွေ ဝင်တတ်တဲ့နာဘောဇာဘဆိုတဲ့တင်းညာတဲ့ရောက်မက်လာဘဝင်မနေအကောင်လောကရန်အကောင်လေးပါရေနောက်ဆုံးနှစ်ပေါ့နော်အဲ့ဒီနေ့ထဲတွေမှာရရရှိတာတွေတောင်းထားတဲ့လုံးဆရာရှိတာရေရှည်အခိုင်မှာပြုလုပ်ထားတဲ့အဲ့ဒီနှစ်ကတော့အင်္ဂါသားသမီးတွေနဲ့လက်လာဘရှင်မဲနှစ်ကတော့အသက်16 24 32 40 48 56 64 82နှစ်80 88 96နှစ်ဖြစ်သွားတယ်အဲ့ဒီထဲရောက်လာရင် ငွေတွေရုတ်တရက်ဝင်လာတတ်တယ်အငွေတွေရလာတတ်တယ်ငွေတွေစုမိစောင်းမိတယ်ဖြစ်လာတတ်ပါတယ်အဲမှာတခုတည်းထားမှာဖြက်လန်းစည်းဝါးရေမလုံးတင်ဘူးတချီတဲ့နဲ့အပွားကြံတာမျိုးတွေအကောက်ကြံနာမျိုးတွေမလုံးတင်ဘူးလုံးရင်တော့မကောင်းဆိုတဲ့အနေအထားမျိုးမှာဖြစ်တတ်တယ်လက်လာပါတယ်ပိတ်သွားတတ်တယ်အဲ့တော့လူအနေနဲ့လည်းဒီတနည်းတောက်ထဲမှာအောင်မြင်တတ်တယ်ထီစုကြီးတွေပါပေါက်တတ်တယ်เนาะအဲ့တော့တနည်းလာနေ့မနေ့17နှစ်ကြီးတိမှာ ခွန်ဘူးပါတယ်ကနန်းခွန်တော့နှစ်တို့ပါတယ်ထီကနန်းကိုထိုးတင်ပါတယ်ဒိနာတက်ရောက်ဖြစ်တဲ့အတွက်အဲ့တော့ဆင်းရဲမွဲတဲ့တဲ့သူတွေတော့ဒီနှစ်လုံးဒီနှစ်ထဲရောက်လာရင်ငွေကြေးကိစ္စတွေအဆင်ပြေလာမယ်အိမ်ပိုင်တွေကားပိုင်တွေဖြစ်သွားတာဒီနှစ်မျိုးဖြစ်ပါတယ်အဲ့တော့ကိုဝန်တွေပါတွေကိုယ့်အိမ်မှာရှိနေတယ်ဆိုရင်ပို့ပြီးတော့ထီစူးပြီးပေါက်ဖို့ပို့ပြီးတော့ပိုကောင်းပါတယ်ထီကိန်းထီကန်ပိုကောင်းပါတယ်မိမိအိမ်မှာကိုယ်ဝန်တွေပါရှိနေတယ်တစ်ချက်တတိထားမှာဒီနေ့တည်းမှာ လာကစားဆိုလို့ရှိရင်ဒီထဲမှာထွက်ခြင်းစိတ်တွေပိုင်းပေါက်တက်တယ်မထွက်သင့်ဘူးထွက်ရင်မကောင်းပါဘူးအော်သားသမီးရှိရင်သားသမီးအတွက်နဲ့ပတ်သက်ပြီးတော့စိတ်တော့ကာနေပါတယ်ရောက်တက်တယ်နော်အဲ့တော့မမျော်လင့်မဲ့အိမ်မှာအလှူတွေလောက်ရတက်တယ်အလှူလုံးစလုံးတဲ့ခါမှာကိုယ်တေးသေးပဲလုံးမယ်ဆိုရင်လည်းတကယ်လုံးတဲ့ခါမှာကြီးကျယ်ခမ်းနားသွားတတ်ပါတယ်အကျမ်းပါရတော့နည်းနည်းကြီးဆက်ရမယ်ဥကောင်းတဲ့ပတ်သက်တာ1 byte နဲ့ပတ်သက်တာတွေဒုက္ခပေးတတ်တယ်ခေါင်းမူတာတော့ဘိုက်အောင်တာတော့ဖြစ်တတ်တယ်1နေပါလေပြတ်တတ်တယ် အဲ့လိုဖြစ်ခဲ့ရင် အုံးရည်လေးခွက်နဲ့မိမိရဲ့လှေကားကိုပတ်ပြီးတော့ဆေးရမှာဖြစ်ပါတယ်ဆေးတာဘုံဘူးနဲ့ညနေပိုင်းမှာဆေးရမှာဖြစ်ပါတယ်အဲ့လိုနှမျိုးတွေမှာဆရာသမားလိုပုံပုံမျိုးကိုယ်အိမ်ကိုရောက်လာပြီးတော့ဒုက္ခပေးတတ်တယ်အိမ်မှာအရွယ်ရောက်နေတယ်ယောက်ျားလေးမိန်းကလေးရှိရင်သိထားရမယ်အဲ့ဒီလိုနှမျိုးမှာအိမ်ကနေထွက်သွားတယ်ပါတယ်နော်အဲ့တော့ဒီနေမျိုးမှာကိုယ်နဲ့အရင်မသိမြတ်တဲ့သူတွေတောင်ကိုယ်နဲ့ပြန်လဲပြီးတော့သိမြတ်လာမယ်နော် ဲ့တော့ခရီးတွေလည်းမကြခဏထွက်ကားရတဲ့အော်ဒီနေ့ထဲမှာအဲ့လိုတနေ့တက်ရောက်ထဲမှာကိုယ်အနေနဲ့အဖိုးမတန်ဘူးဆိုပြီးတော့ဘူးတွေခွက်တွေထဲမှာပြစ်ထားတယ်ကြောက်တလုံးရှိတယ်အဲ့ကြောက်ကအယောင်ဖြော့ဖြော့ရှိတတ်တယ်အဲ့ကြောက်မှာအနာလေးတွေပါတယ်ပါတတ်တယ်အဲ့ဒီကြောက်ရှာပြီးတော့ငွေလက်စုပ်ကွင်းပြီးတော့ကို့မှာအဆောင်ဖြစ်နေဝတ်ထားရင်လက်လာပါတယ်ရှင်မယ်အကို့အနေနဲ့အစီပွားရေးတွေလုပ်ငန်းတွေအဆင်ပြေလာမှာဖြစ်ပါတယ်အဲ့ဒီတနေ့တက်ရောက်ထဲမှာ ်အင်္ဂါသားသမီးတွေအနေနဲ့ကမဟာဘုတ်6ရက်အင်္ဂါအဓိပတိဘွားတွေအနေနဲ့ကတော့အနေငယ်အညံ့ခိုက်ဖြစ်တတ်ပါတယ်ငွေကြေးကိစ္စတွေအခြေရေးကိစ္စလူမျိုးကိစ္စတွေအညံ့ခိုက်တွေကြုံတွေ့တတ်တယ်အဲ့လိုအညံ့ခိုက်တွေကြုံတွေ့ခဲ့ရင်ကြာဘူးနှစ်ပွင့်နော်တစ္စပန်းကလည်း6ပွင့်ကိုအိမ်ဖျားမှာပဲကတ်လူပူဇော်မှာဖြစ်ပါတယ်အမွေးနဲ့တိုင်းနဲ့တင်းနာတော့မှရှိတယ်ဖျားဆင်းလို့တော့တင်းနာနေမှာရေတက်ပေးရမှာဖြစ်ပါတယ် နဂရုံဘုရားမှာထင်ရခဲဆက်တကယ်ကိုစက္ကူကတော်လေးထည့်ပြီးတော့ကတ်ကတ်လူပူသွားမှာဖြစ်ပါတယ်အဲဆိုရင်တော့ကို့မှာဖြစ်ပေါ်နေတဲ့အညာခိုက်တွေပြေပြောက်သွားမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေအင်္ဂါသားတို့များလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကျွန်တော်ပြောပြနေတဲ့အကြောင်းအရာတွေကမှန်ကန်မှုရှိတယ်တိုက်ဆိုင်မှုရှိတယ်ဆိုရင်လည်းရေးသွားပေးပါမကံမှုမရှိဘူးတိုက်ဆိုင်မှုမရှိဘူးဆိုရင်လည်းကိုယ့်ဘက်မှာရေးသွားပေးလို့ရပါတယ်။နောက်နောက်ဘလို့အကြောင်းအရာတွေတင်ဆက်ပေးရမယ်ဆိုတာကိုလည်းရေးသွားပေးဖို့ကျွန်တော်နေနဲ့မြစ်တာရက်ခံနေပါတယ်။ ားလုံးကျမ်းမာချမ်းသာကြပါစေ